အပြုသဘောဆန်တဲ့တွေ့ဆုံဆွေးနွေးမှုအပြီးသူတို့နှစ်ဦးကြားမှာအပေါင်းလက္ခဏာဆောင်တဲ့အစ်စံရည်မျိုးတိစောက်နိုင်ဖို့မျှော်လင့်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲအနိုင်ရထားသူဇရန်မန်ဒါနီတို့ကပြောကြားခဲ့ပါတယ်သူတို့နှစ်ဦးဟာနိုဝင်ဘာလ22ရက်နေ့ကအင်ဖြူတော်မှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်ထရမ့်နဲ့မန်ဒါနီတို့ဟာအပြန်အလှန်ထိုးနှက်ဝေဖန်မှုတွေရှိခဲ့ကြပေမဲ့လည်းသူတို့နှစ်ယောက်ရဲ့မျက်နှာစုံကြည့်တွေ့ဆုံမှုဟာအများထင်တာထက်အများကြီးချောမောပြေပြစ်ခဲ့ပါတယ် မန်ဒန်နီဟာနယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲမှာအနိုင်ရဖူးတဲ့ပထမဆုံးမွတ်စလင်တူပထမဆုံးအာရှတောင်ပိုင်းຫນွယ်ဖွားတူဖြစ်လာခဲ့ပါတယ်။ထရမ့်ကမန်ဒန်နီကို အစွန်းရောက်ဂျီဟတ်ဝါဒီတယောက်လို့ပုတ်ခတ်ခဲ့ဘူးတလို့သူရဲ့အမေရိကန်နိုင်ငံသားအတိအမတ်ပြမှုကိုပါဖယ်ရှားပစ်မယ်လို့ချင်းချောက်ပူပါတယ်။ဒါပေမဲ့လူချင်းတွေးဆောင်ချိန်မှာတော့ထရမ့်ကမန်ဒန်နီရဲ့မြို့တော်ဝန်ရွေးကောက်ပွဲအောင်မြင်မှုကိုချီးကျူးခဲ့ပါတယ်။သူတို့ချင်းတွေးဆောင်ဖြစ်ခဲ့တာက တကယ့်ကိုကောင်းမွန်ပြီးအပြုသဘောဆန်တဲ့ဆွေးနွေးမှုမျိုးဖြစ်ခဲ့ကြောင်းသူတို့နှစ်ဦးစလုံးမှာတူညီတဲ့အစ်စ်ဆန္ဒတစ်ခုရှိပြီးအဲ့ဒါကတော့နယူးယောက်မြို့ရဲ့အကောင်းကျိုးကိုလူလားကြခြင်းဖြစ်ကြောင်းထရမ့်ကဆိုပါတယ်ထရမ့်ကနယူးယောက်မြို့မှာကြီးပြင်းခဲ့သူဖြစ်ပါတယ်သူကရွေးကောက်ပွဲဟာမန်တန်နီအတွက်လွဲကူတဲ့ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပြီးပြိုင်ဘက်ကိုအသာအယာအနံ့ယူနိုင်ခဲ့တယ်လို့လည်းချီးကျူးခဲ့ပါတယ်ဒါပေမဲ့ရွေးကောက်ပွဲမတိုင်ခင်မှာတော့ထရမ့်ဟာမန်တန်နီရဲ့ပြိုင်ဘက်ကိုထောက်ခံကြောင်းအသိအလင်းကြေညာမှုပါတယ် အရင်ကတော့ Trump ဟာမန်ဒါနီတာနယူးယောက်မြို့တော်ဝန်ဖြစ်လာမယ်ဆိုရင် Federal အစိုးရစီကပေးပို့တဲ့အကူအညီတွေကိုအ ਨੇ စုံအဆင့်ထိရှော့ချမယ်လို့ချင်းချပူပါတယ်။ဒါပေမဲ့နှစ်ဦးတွေးဆောင်အပြီးသတင်းစာရှင်းလင်းပွဲမှာတော့ Trump ကအဲ့ဒီစကားတွေကိုပြန်လည်ရုပ်သိမ်းတဲ့အထိပ္ပယ်မျိုးပြောကြားသွားခဲ့ပါတယ်။မန်ဒါနီကလည်းတမရနဲ့တွေးခွင့်ရတဲ့အတွက်ကျေးဇူးတင်ကြောင်းတမရကြီးပြောသလိုပဲသူတို့နှစ်ဦးစလုံးလေးစားတဲ့ချစ်မြတ်နိုးတဲ့နယူးယောက်မြို့အတွက် UDP ဆွေးနွေးပြောဆိုခဲ့တဲ့နောက် ဆွေးနွေးမှုတွေကအပြုသဘောဆောင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အတိုက်အခံဒီမိုကရက်တစ်ပါတီဝင်တူဖြစ်တဲ့အမန်ဒန်နီဟာထရမ့်ကိုဖက်စစ်တူလို့ခေါ်ဝေါ်ခဲ့ဘူးပါတယ်။အဲ့ဒီကိစ္စကိုသတင်းထောက်တစ်ယောက်ကမေးလို့မန်ဒန်နီအဖြေခတ်နေချိန်မှာထရမ့်ကသူ့လက်မောင်းကိုပုတ်ရင်းဟောက်မန်ကြောင်ဖြေလို့ရပါတယ်လို့ပြောခဲ့ပါတယ်။မန်ဒန်နီကလည်းသူပြောခဲ့ဖူးပါတယ်လို့ပြန်ဖြေခဲ့တာပါ။ထရမ့်ကမန်ဒန်နီကိုသတင်းထောက်တွေကအငိုက်ဖန်တဲ့မေခုံမျိုးတွေမှာလဲမကြာခဏကျောင်းဝင်ကောက်ွယ်ပေးခဲ့ပါတယ် သူကမန်တန်နီအနေနဲ့တကယ်ကိုထူးကဲကောင်းမွန်တဲ့မြို့တော်ဝန်တူဖြစ်လာဖို့မျှော်လင့်ကြောင်းမန်တန်နီကိုလည်းကူညီပေးသွားမယ်ဆိုတာကတိပေးကြောင်းပြောကြားသွားပါရရှင်